မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလ18ရက်နေ့တွင် မိုးလေဝသနဲ့ဇလာဗီတာတတိယမြောက်ကို နေပြီးတော့မိုးလေဝသနဲ့ဇလာဗီတာညွှန်ကြားမှုအစည်းအဝေးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လိုင်းရွာသွန်းခဲ့တဲ့မှတ်သားဖွယ်ရာမွေးချင်းများမှာတာပေါင်းမြို့မှာတတတမ83ညလက်မနေပြီးတော့ဇေယသီရီမြို့နယ်မှာတတတမ80လက်မလွိုင်းလင်းမြို့မှာတတတမ65လက်မကျုံပြိုမြို့မှာတတတမ61လက်မ ခရမ်းမြို့နယ်ပင်လောင်မြို့တို့မှာတက်တက်တမ6လက်မစီရန်ကုန်ကပ္ပရေးနယ်ကြောင်ကုန်းမြို့တို့မှာတက်တက်တမ3တုံညာလက်မစီရန်ကုန်ပိုတထောင်မြို့နယ်မှာတက်တက်တမ26လက်မလင်းမြနာမြို့မှာတက်တက်တမ15လက်မနဲ့ရန်ကုန်မင်္ဂလာတုံမြို့နယ်နဲ့တာယာဝတီမြို့တို့မှာတက်တက်တမ1တုံညာလက်မစီတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လေတနအိခွဲအချင်းမိုးလေဝသကြိုးတို့မှာဖောင်းရရှိတဲ့ပုံရောင်ဘင်္ဂလားပင်လယ်အလဲပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေပြီ ကပ်လီပင်လယ်ပြင်နဲ့ကျန်မင်္ဂလာပင်လယ်အော်တို့မှာတိမ်တင့်တင့်မှတိတ်ထူထန်နေပါသေး။မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးနဲ့တနင်္လာရီတိုင်းဒေသကြီးတို့မှာမိုးဒိန်တောင်များဖြစ်ထွန်းမှုအကောင်းလျင်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွေ့လျက်ရနေရတဲ့လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ကပ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပစ်ခြင်းမျက်စိလက်ခြင်းနဲ့မိုးတီကျွေးခြင်းစားတဲ့မိုးလီဝတ်အဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ ကျန်းတိုင်းဒေသကြီးနဲ့ပြည်내များမှာတိမ်တင့်တင့်မှာတိမ်ထုထနေရကိုတွေ့ရပါတယ်။ပူပိုင်းမုံတိုင်းဖန်ရှင်ချင်းနေတဲ့တဲ့ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုက်ထွားကြများရဖိလစ်ပိုင်ပင်လယ်ပြင်ရှေ့ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့ဖိလစ်ပိုင်နိုင်ငံဆာမာကျော်နီမှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုံတိုင်းဖန်ရှင်ဟာမြောက်နောက်မြောက်ဘက်သို့ယူလျနိုင်ပြီးဖိလစ်ပိုင်နိုင်ငံလူဆောင်ကျုံသို့ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာလေပြင်းအားလျော့နေနေပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေမှာဘင်္ဂလားပင်လယ်အော်လယ်ပိုင်းမှာတိမ်နေငယ်ဖြစ်တွန်းနေပြီးကပ်ပလီပင်လယ်ပြင်နေကျန်မင်္ဂလားပင်လယ်အော်တို့မှာတိမ်တင့်တင့်မှတိမ်ထွက်ထွက်နေပါတယ်။မြန်မာပင်လယ်ပြင်မှာ လိုင်းနေငယ်မှာတင့်တင့်ရှိပါမယ်။လိုင်းမြန်မာမြန်မာကဲအိုရန်တရှောင်းနဲ့ကံလုံပင်လယ်ပြင်တို့မှာလေပြင်းမှ၆ပြီးကန်ရှိနေပါတယ်။မနှက်ပြမနှက်ထိခက်မှန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော် စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာ နေအောင်ကြောင်ချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေအောင်ကြိမ်အရာရူတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းတရားပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေအောင်စစ်စစ်နေရှမ်းပြည်နယ်တောင်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေအောင်နှံ့ပြမွတ်တချုံရပါမယ် အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဆက်လာပြီးတော့ခံမှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့နေထွားတဲ့နှစ်ပြမနက်တိမိုးလီဝတ္တအခြေအနေခမ်းမန်းချက်မှာနေရွက်ကြမိုးတချုံပြောပါမယ်။အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီရက်67ဒီဂရီဖာရန်ဟိုက်နဲ့အနိမ့်ဆုံးမူချိန်မှာ24ဒီဂရီဆက်စီရက်85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်နေထွားတဲ့နှစ်ပြမနက်တိမိုးလီဝတ္တအခြေအနေခမ်းမန်းကြမှာလေနေရွက်ကြမိုးတချုံရပါမယ်အမြင့်ဆုံးဦးချိန်မှာ34ဒီဂရီဆက်စီရက်63ဒီဂရီဖာရန်ဟိုက်နဲ့ အနည်းဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်ညတော်ရီအတွက်နှစ်ဖြတ်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းကြပါလိမ့်။နေရာကွက်ကြားမုန်တချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ33ဒီဂရီဆက်စီယက်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ26ဒီဂရီဆက်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်အနေနဲ့ကတော့တနင်္လာရီတိုင်းဒေသကြီးမှာမိုးပူလာပါမယ်။အခုတင်ပြခဲ့တာကတော့ ဒီကနေ့မိုးလနဲ့နိုင်ချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပိတာသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်